CKB စင်စာတွေမှာ hot တိုက်နဲ့ internet တိုက်ဆိုပြီးတော့နှစ်မျိုးရှိပါတယ် hot တိုက်ဆိုတာကတော့ hot IC ကိုအသုံးပြုထားပြီး CKB အဖြစ်အာရုံခံစေတာပဲဖြစ်ပါတယ်၎င်းစင်စာကိုတော့ ACG brushless motor ပြောက်စနစ်တွေမှာတွေ့ရပြီးတော့ DC ဗိုလ်ကျွေးပြီးစင်စာလုံးလုံးစီမှာဖြစ်ပါတယ်ယခုပြသထားတဲ့ CKB က internet တိုက်ဖြစ်ပြီးတော့1.125နဲ့ကလပ်ဘိန်းတွေမှာထက်တင်အသုံးပြုထားတာကိုတွေ့ရမှာပါ ဒီစင်ဆာလေးရဲ့အတွင်းပိုင်းလှုပ်လှုပ်ပုံကတော့မက္ကနက်တန်လိုက်ချောင်းလေးကိုကွိုင်းပက်ပြီးတော့မြုပ်ထားတာတွေ့ရမှာပါစင်ဆာရဲ့အပေါ်မှာတွေ့နေရတဲ့တန်လိုက်ဖူလေးကတော့ပမင်းနစ်မက္ကနက်ပဲဖြစ်ပါတယ်တန်လိုက်ပြီးမှပါတဲ့ဖြတ်ဖူလေးနဲ့တကြီးတစ်ခါထွတီတိုင်းမှာ AC လိုင်းတို့လေးတွေထုတ်ပေးပြီးတော့သတင်းပို့တဲ့စင်ဆာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ Hot Tight CKB ရဲ့ diagram ကိုကျွန်တော်ဆွဲပြပေးမှာဖြစ်ပါတယ်ဒါကတော့ CKB စင်ဆာရဲ့ diagram ပဲဖြစ်ပါတယ်စင်ဆာနှုတ်ကို Hot ICU အပေါင်း တွဲဖို့ကြွေထားရပါမယ်။ Hall IC V PCB လို့ခေါ်တဲ့ CKB ကျို Hall IC W လို့ပါဝင်ပါတယ်။ CKB စင်စာရဲ့ကျို6ချောင်းနဲ့မှာ U phase, V phase, W phase တချောင်းချောင်းပျက်စီးနေကြလို့ရှိရင်တော့စတက်ရမှာမဟုတ်ပါဘူး။ကိတံပါလို့ကင်းနေလို့ရင်တော့နိုးနိုင်ပါလိမ့်မယ်။အကယ်၍ UVW ကကောင်းတဲ့ CKB ကျိုးက ပျက်စီးနေခဲ့တယ်ပြက်နေခဲ့တယ်ခြုံရွံ့နေခဲ့တယ်ဆိုလို့ရှိရင်တော့ဆက်နိုးမှာမဟုတ်ပါဘူး CKB စင်စာတက်ဆင်တဲ့နေရာမှာတာဝန်ကြီးသလိုအထူး view site ဖို့လည်းလိုအပ်ပါတယ် ECU လောင်ခြင်းအစားဟာ CKB ရလည်းဖြစ်နိုင်ပါတယ် CKB short ကြလို့လောင်တာလည်းများပါတယ်ခင်ဗျာတကယ်လို့ CKB error တက်တဲ့ဘိန်းဒီမှာဆိုလို့ရှိရင်အဓိက မလုံဆောင်တဲ့ sensor တွေကတော့ nozzle black wire စီပန်းတို့အဓိကမလုံဆောင်နိုင်ပါဘူးခင်ဗျာ အားလုံးကိုကိုဟိန်းသူမှကျေးဇူးတင်ပါတယ်ခင်ဗျာ